လူနဲ့တရိတ်ဆန်ဘသူသားလဲမင်းလူဝတာလဲလို့ဖြေးကြလိမ့်မယ်လူဝတရိတ်ဆန်ထက်နေရာတကာမှာတာသလားစဉ်းစားကြည့်အောင်မြင်းလောက်အပြေးတန်သလားဆင်လောက်ခွန်အားကြီးလားငားလောက်ရေကူးကျွမ်းလားကြီးကန်းတို့လက်ထားတို့လောက်မျက်စိလှင်သလားအေဇေရှင်ခွေးလောက်အနံ့ခံကောင်းသလားကျွန်တော်တို့ကအဖွဲစည်းနဲ့ဘာနဲ့ညာနဲ့စီးလုံးနဲ့ဘာညာမပြောနဲ့ပြားလောက်မစည်းလုံးဘူးနော်ပြားတွေဟာတိတ်ပြီးတော့ဝရိယကောင်းနေပန်းပွင့်မညိုးခင်မနဲ့အစောကလေးကလုံလာဆိုင်ပြီးတော့အလုံးလုံးပြားတကောင်ဟာပြားဝိကြီးကိုတွေ့လာရင်သတင်းလာပို့တယ်သူကဥဆောင်ခေါ်သွားတယ် ။နောက်ကပြားလေးကလည်းထက်ချက်မကွာလိုက်တယ်။သူတို့ယူလာတဲ့ဝိကြီးကိုလည်းတူလောင်တဲ့နေရာမှာအတိအကျထားတယ်။ဘယ်ပြားမှမခိုးဘူး။မောင်ခိုးမချောက်ဘူး။ကောင်းလိုက်တဲ့ဗီဇ။ရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတဲ့စကားကိုလည်းမောင်ရင်တို့ကြားဘူးမှာပါ။ပြားတွေဟာသူတို့ဆွဲတဲ့ခိုင်းမှာရှင်းလျှောက်လို့ရအောင်လမ်းချံပေးထားတယ်။သူများသွားလမ်းပိတ်မထားဘူး။လူတွေလိုဘဒူးသေးသေးငတေးမှပြီးရောဆိုတဲ့စိတ်ယုံမရှိဘူး။ပြာအောင်ထည့်ရင်အသေးကံကာကွယ်တယ်ကြည်စမ်းပြာတို့နိုင်ငံတော်ဒီဘလောက်အားကြဖို့ကောင်းလဲဘလောက်အတူယူဖို့ကောင်းလဲကောင်းပြီ ဆက်ပြီးတော့စဉ်းစားကြရအောင်လူတွေဟာတရိတ်ဆန်နေတဲ့ဘယ်နေရာမှာတာတယ်အဖြေထုတ်ကြည့်ရင်၃မျိုးပဲရှိအလှပကိုခံစားတတ်ခြင်းဖန်တီးတတ်ခြင်းကိုခြင်းတရားရှိခြင်းအကျိုးအကြောင်းဆင်ခြင်နိုင်ခြင်းဉာဏ်ပညာကြီးခြင်းလူတွေဟာအလှပကိုခံစားတတ်တယ်ဖန်တီးတတ်တယ်တရိတ်ဆန်နေမှာကိုခြင်းတရားမရှိဘူးကြီးနိုင်ငယ်ညင်းတယ်မကောင်းတာကောင်းတာသူတို့မသိဘူးကိုခြင်းတရားဆိုတာကိုကျင့်ရမယ့်တရားလူတယောက်မှာကိုခြင်းတရားမရှိရင်တရိတ်ဆန်နေမှာချမ်းသာဘူးအကျိုးအကြောင်းဆင်ခြင်းဉာဏ်ပညာကြီးတယ် ဘလို့လို့ရင်ဘလို့ဖြစ်မယ်ဆိုတော့သိတယ်ကို့ထက်အာကြီးတဲ့စင်ကိုချွန်းပေါက်ပြီးတော့တစ်ဆွဲခိုင်းတယ်ညင်းကိုပချုပ်တက်ပြီးတော့ခွစီတယ်လဲတက်ဆွဲခိုင်းတယ်ရေကူးကျွမ်းနဲ့ငါ့ကိုငမားစိတ်နဲ့မြားတယ်ပိုက်နဲ့ဖမ်းတယ်ကို့ထက်စီးလုံးမာတယ်ဆိုတဲ့ပြားကိုဖော့စားတယ်ဒါပါလို့လေလူကတရိတ်ဆန်နေတဲ့အကျိုးကြောင့်စင်ကျင်နိုင်လို့ဉာဏ်ပညာကြီးလို့ပေါ့လူတွေကတရိတ်ဆန်နေအပေါ်မှာလွှမ်းမိုးနိုင်တာဟာဉာဏ်ပညာပိုကြီးလို့ဒါဆိုရင်လူချင်းချင်းရောစဉ်းစားနော်သိချာစဉ်းစား လူတွေမှာလည်းပညာကြီးတဲ့လူကပညာနည်းတဲ့သူကိုလွှမ်းမိုးနိုင်မှာပေါ့ပညာကြီးတဲ့နိုင်ငံကပညာနည်းတဲ့နိုင်ငံကိုလွှမ်းမိုးနိုင်လိမ့်မယ်သူများနိုင်ငံမှာသွားပြီးတော့ပညာသင်ရတယ်သူများနိုင်ငံမှာသွားပြီးအောက်ကျုပ်ခံလို့လို့ရသူတို့လောက်ငါတို့ပညာမတက်လို့ပဲဒါအိုတို့နိုင်ငံလူတွေကအခုချိန်ထိပညာကိုတန်မိုးထားအောင်မယ်မသိအမြင်ကျဲတဲ့သူကလည်းအမြင်ကျင်းတဲ့သူကိုလွှမ်းမိုးနိုင်မှာပေါ့အဲ့ဒီတော့သူများလွှမ်းမိုးတာမခံရအောင်သူများခေါင်းခေါင်းပုံဖြတ်တာကိုမခံရအောင်သူများလူလဲကြတာကိုမခံရအောင်သူများအနိုင်ကျင့်တာမခံရအောင် ညာတက်ဖို့အမြင်ကျဖို့အသိပညာရှိဖို့ဘုသူတရှိဖို့လိုတယ်။ဘာလို့ရမလဲ။စာဖတ်ရမှာပေါ့။စာဖတ်တယ်ဆိုတာသူများရဲ့အမှားကိုဆက်မမားအောင် လုပ်တာ။သူများအတွေ့အကြုံကိုအတွေ့အကြုံအဖြစ်ရယူတာ။စာဖတ်တဲ့နေရာမှာအုံနောက်ကိုခွန်အားဖြစ်စေမဲ့စာမျိုးကိုများများဖတ်ပါ။ဘဝကိုအုံနောက်ကဥဆောင်တာအသိပညာရစေမဲ့စာတွေကိုတော့များများတော့ဖတ်စေချင်တာပေါ့။